ဇန္နအတိုင်းသာဖြစ်ကြေးဆိုရင် ကျမသည်ကြေးလက်ဆရာမလေးမဖြစ်ပဲလင်းရင်မဲတယောက်ဖြစ်နေရမည်ပေါ့။ဘာပဲဖြစ်ဖြစ်အတရေးစဲကြောင့်သူတို့ကလေးတွေနဲ့ဆုံကြရတာကိုပဲကျမဝမ်းသာရတယ်။စဘာရိတ်သိမ်းညတာတလင်းထဲမှာနှမ်းတွေကင်နေကြတာ။ယူသားစွာဆင်းရဲကြသောကြေးလက်လူဒန်းသားများကို ကျမလေးစားနေတတ်ပြီ။ လုံးမဲမင်္ဂလာပါခင်ဗျာ rewind me channel မှာပြန်လဲပြန်ကြိုလိုက်ပါတယ်ကျွန်တော်နဲ့အတူတူအားလေးတွေဖတ်ကြအောင်နော်စာသင်ဆက်အပျော်ခီးတော်မဟုတ်ပါ ကျမတို့နေ့စဉ်လိုလိုယထာကြီးစီးနေသည်မနှက်ဆော့ဆော့အသွားတစ်ခေါက်တော်တော်လေးစောပါသည်ညနေအပြန်တစ်ခေါက်တော်တော်လေးမိုးချုပ်သည်အရိပ်ရိပ်ပြေးနေတဲ့ယထာကြီးဘောမှာကျမတို့အစုဖွဲ့ကလေးတွေအတန်တစားစားနဲ့ဘွားကြီးပြန်လှည့်တဖြူးဖြူးတိုက်ခတ်လာတော့လေးပြေကိုအားရပါရရှူရှိုင်းရင် ဘေးတစ်ဖက်တစ်ချက်မှာရှူခင်းကိုခံစားကြသည် လေဤတိုက်ခတ်အားကြောင့်ညာစင်းရောင်ကလေးပါကော်စောကြီးတစ်ချက်လိုရင်းနွယ်ဣလုံနေသော လေကွင်းများရွာတန်းရှင်များခလန်းလန်းမှမိုင်းပြမှုန်ကြီးနေသော သခင်မတောင်ဤလွမ်းငွေများတောင်ပြုံးမင်းညီနောင်တို့ပျောဆန်းရနန်းနန်းနှင့်ဥနှစ်ချက်လက်ဇေဒီလေးစသည်တို့သည် ကျမတို့ရင်မှာဆွေးမြဲစေသော မြင်ကွင်းများဖြစ်သည်တပူတာရောက်တိုင်းတက်ကြဆင်းညာသော လူយ៉ាងဆုံးများကြားတွင် ထင်းကနေရှိနေတတ်သည့်ကျမတို့ဤတူညီဝတ်စုံလေးတွေညောင်ပင်အိုကြီးအောင်မှာဖနှတ်မပါသောကလေးများကိုကျမလက်လှမ်းပြလိုက်သည်ဆီယာမပါတယ်ဟိတ်ယထာပေါ်မှာဆင်းလိုက်ရင် ကျမဤလက်ဆွဲခြင်းကိုကလေးများကအလူရဆွဲယူကြိုးပွေကြသည် ကလေးများထမ်းမှခရီးပန်းကုံလေးကိုကျမလှမ်းယူလိုက်သည်ဒီနေ့ပန်းကုံကြီးကအရှိကြီးပဲနော်ယနေ့ယထာနဲနဲနောက်ကြသည် ဒီဘန်းကုံကြီးအလျားသည် သူတို့လေးတွေဤဆောင်းဆိုင်ခြင်းဖြစ်သည်ဂျမကိုဆောင်းဆိုင်ရင် အမှန်တကယ်ကယထာကြီးကိုဆောင်းဆိုင်ရင်ဘူဒာနှင့်ခလန်းလန်းဘုရားကုံမှာခရီးပင်ကြီးအောက်တွင် ခရီးဘန်းတွေကောက်တည်နေတတ်ကြသည် ခရီးဘန်းကုံကဂျမစရုံးမှာတရက်နှစ်ရက်တစ်ခါတလေလေးငါရက်အထိသမိုင်းလဝေးသောရွာချောင်းစီတို့ချောင်းယူမှုမှုကလေးပေါ်မှာစရှောက်ကြရသည်ကတဲ့င်းပေါင်းကို တွဲကုတ်ထားသောထီကယုံဘင်္ဂလီများကို လက်ဖြင့်တွှတ်ထီကစားရင်းကျွဲနွားလဲများကိုရှောင်ရှားရင်းဖြင့်ကလေးတတိုင်နှင့်ကျမကြောင်းတက်ကြသည်ဆီယာမဖနှက်ချွတ်တော်လီ လေကြားချောင်းကလေးကိုလွှားကနေကြော်လိုက်ပြီးဦးဘက်မှလေကွင်းစမရှင်ဘွက်ထဲသို့ကျမတို့ခြေရင်းနှစ်လိုက်ရသည်အခမ်းမသိလျင်ဘိုင်းကနေချော်လဲတတာမှုကျမ၏ရှေးတော်များကရှင်ကိုပဲအာကိုတကြီးတွဲကုတ်ထားရသည် ဟိုတခါကျမချော်လဲသွားပုံမျိုးကရဲစရာကောင်းလာသည်ခြေထောက်နှချောင်းမိုးပေါ်ထောင်ကြီးကျောပြင်းနှင့်တင်းမားကရှွန်းနေနေသွားသည်ကလေးတွေကဝိုင်းရဲတော့ကျမလည်းရဲသည်လွတ်လပ်သောလေခွင်းများကြားတဲ့တွင်ကျမချက်စရာဆို၍စားချရုပ်ပေါ်တွင်နားနေသောစာတွေပဲရှိသည်ရှင်ဘွက်လွတ်သောနေရာရောက်လျင်ကသင်းဘောင်ပေါ်မှနေ၍ရှင်းနှချောင်းလှုပ်ခတ်ပြီးလေကြားချောင်းရည်ဖြင့်ပုတ်စေသည်ပြီးတော့မျက်ဖို့ကလေးတွင်နှင့်တုံ၆ခန်းဖနှတ်စေသည် ွာကိုရောက်ခါစားကဖနက်မစည်းတတ်သောကလေးများကိုဖနက်စည်းဖို့တိုက်တွန်းခဲ့သောဂျမကိုတိုင်းအခုတော့ဖနက်မစည်းပဲလဲခွက်တွေကြားဖြတ်ရှောင်နေသည်ဂျမစိုးရင်ခဲ့သလိုဘာမှမဖြစ်ချင်းကိုအဖြေထုတ်လိုက်လျင်တကယ့်သဘာဝကိုထီးတွေ့ခံစားရရွေပင်ဖြစ်သည်မိုးမောင်နေသောမြက်ခင်းစိမ့်စိမ့်လေးနဲ့ကုန်းကမှုပေါ်မှာလေးတွေတဝါကြီးယူသွင်းလိုက်သည်စေယောကိုပါလန်းဆန်းကြည်လင်သွားမှုကအတိုင်းအဆမရှိ လေခွင်းများကြတွင်ဘလူကဘလူပေါက်နေမှမသိသော တပင်တဲထီးထီးနေမဥပင်ကြီးစီမှာမဥပွင့်နေချောင်းယိုတိုင်းမျောလာသည်ကသင်းပေါင်ချင်းချင်းလေးဖြက်ရစဲမှာတော့ကျမနေကလေးများလက်ချင်းတွဲဆက်လျှောက်ရသည်လေထဲမှတရွာရွာတက်လာသောကနန်းကောင်များကိုမြင်လျင်ကျမတအားအော်ပြစ်လိုက်သည်ကလေးတစ်ယောက်ကကနန်းတကောင်ကိုဆက်ခနဲဆွဲယူကရမ်းပြတ်တော့ကာယာကာယာဖြစ်နေသောဒူးသတော်ဝါလေးကိုကြည့်ရင်ကျမဥရေရလာသည် ွာတဲ့ဝင်ငန်းဤဖျားပြက်ကုန်းတွင်ဖက်နှက်တစ်ခါထက်ချွခါသုံးကွာစူးကလေးတွေဖော့ဖွာလေးအစူးခံသည်ကျောင်းရှိဘက်ရေကန်ထဲတွင်တဖြုတ်ဖြုတ်ကြွေကြနေသော မကြီးဝင်ကလေးများနှင့် ကြားပွင့်အသေးစားကလေးတွေဟုကျမဘာသာအမည်ပေးထားသောဟင်းညံပန်းပင်လေးတွေကိုကြည်ရင်မြေးဆိုင်ကျောင်းလေးထဲသို့ကျမတို့လှမ်းဝင်လိုက်ကြသည်မင်္ဂလာပါဆရာမမင်္ဂလာပါကွယ်ကျမအတန်မဆုံးငယ်မှာပင် ကလေးငိုတဲ့တချို့ညံညံစီသွားသည် လူကြီးများကလဲတဲ့စင်းကြဈေးရောင်ဈေးဝယ်ထွက်ကြနေမူကျမဤကလေးကြီးလေးများကကလေးလေးများကိုចောင်းខော်ထင်းရသည်ကလေးខော်မလာရဟုကျမအမိန်ထုတ်ဘူးသည်ចောင်းတွင်ចောင်းသားတဝက်ခန့်ရော့သွားတော့ကျမကိုတိုင်းမင်းကလေးတွေခေါ်ခဲ့ကြဟုအမိန်ထုတ်ရပြန်သည်ထိုအခါအမိန်တွေဤသဘောအတိုင်းကျမဤပထမအမိန်သည်အလိုလိုပဲဖြတ်ပြီးသားဖြစ်သွားသည်သူတို့လေးတွေကိုအပြစ်ဖို့၍မရចောင်းမလာခင်မှာပင်အလုတ်တွေဇဲဆက်သလိုလုတ်ခဲကြရသည် ွားရှိကျုံရေခတ်လဲတဲ့ထမင်းပူပြီးတော့ကြောင်းတက်ရင်ကလေးထိန်အမြဲတမ်းညစ်ပတ်ပေးနေသောသူတို့၏အစင်းရောအနှံ့ပါဂျမရင်ပါခဲ့ရပြီ။နာပြည်တယိုယိုနဲ့ကြောင်းသားတယောက်ကိုဆေးထည့်ပြီးတော့အမေလို့သူကဆီယာမရဲ့ကျုပ်သားနာပြည်ယိုနေမှနေကောင်းတာဆေးထည့်မပေးပါနဲ့တဲ့။သူတို့တရွာလုံးရာနာတွေပေါက်စင်ကတမာရွက်ပြာချပြီးအုံးစီတွေနဲ့လူးလာ၍ဂျမစိတ်ညစ်ခဲ့ရဘူးသည်။ဇာအုပ်တွေရော သူတို့တကူလုံးမှာစီဂျီတွေပေးနေလို့မဲမဲတဲတဲနေလိုက်ပုံများ ကပ်ပလီလေးများနဲ့တောင်တူပါတယ်။စာသင်ကျောင်းနဲ့မလန်းမကန်ဘုံကြီးကျောင်းဝင်းထဲမှာပကြီးပင်ရိတ်အောင်မှာစာထွက်သင်းကျမကပုံလေးများပြောပြတတ်တယ်။တခါတရံကျမဘာသာတီထွင်သားသောဇာလန်းများကိုပြောပြရခြင်းကအမျက်ပင်ကျမကိုယုံကြည်စွာမျက်လုံးဝိုင်းလေးများနဲ့နားထောင်နေကြတာတွေ့တော့ရင်ထဲမှာတမျိုးခံစားရသည်။ကလေးတွေရဲ့အနာဂတ်ဟာဆရာဆရာမတွေပုံမူတည်တယ်ဆိုတော့ ခံယူချက်ကိုစဉ်းစားမိတိုင်းတက်ပြင်းချရတယ်။အကြီးမင်းမိုင်းမှာ ကျမကလူလေးကြီးလာရင်ဘာလုပ်မလဲ။မိကုံကိုကလေးများနဲ့အမေးဖြေလုပ်ဘူးသည်။ဆရာဝန်ကြီးလုံမဲ့စစ်ဘူးကြီးလုံမဲ့စသဖြင့်တိမ်မယူးကြအဖြေများကြမှာလူငားလုံမဲ့သို့သောအဖြေအတွက်ကျမဝမ်းနေခဲ့ရသည်။တယောက်ကဝမ်းဆွဲဆရာမလုံမဲ့တဲ့။မင်းအမြန်ကြည့်လိုက်တော့သူ့မေရွာမှာမီးမဖွာနိုင်၍မရရာစည်းုံသွားရင်လှဲပေါ်မှာဆုံးသွားခဲ့ရတယ်လေ။ ကလေးရင်ထဲမှာစစ်မှန်စွာပေါက်ကွဲသွားလာသောဆန္ဒကိုကျမတို့ဖြစ်မြောက်အောင်တွန်းအားပေးနိုင်ပါမလားသူကိုယ်တိုင်ကရောပေါက်မြောက်အောင်ကြိုးစားနိုင်ပါမလားဒီရွာចောင်းကလေးမှကလေးတော်တော်များများသည်မူလာတန်းအဆင့်ထက်ကျော်လွန်သောပညာရေးကိုမလိုက်စားတတ်ကြအချိန်တန်လျင်ရှွန့်နေဘွက်ထဲမှာခြေသလုံးမြုပ်ပြတ်တတ်ကြသည်ကျမငဲစင်းကဆရာဧည့်သည်လိုမေးဘူးတာကိုပြေးတရီရခဲ့သည်ကျမကလင်းရမဲလှုပ်မဲဟုဖြေခဲ့သည်ဆရာက ငါတပေကမြင့်မြင့်ကျန်တာပါလားกว่าဟုပြောခဲ့သည်သို့သောယခုချိန်ထိကျမလင်းရင်မစည်းဘူးပါ ကျမတပေများကိုကျမလိုပင်ဆန္ဒတွေလွှဲမှကြမှာစိုးရိမ်မိသည်အမျက်နာတဲ့ကိုသာလူတွေစုသွားလိုက်ရင်ကဘာကြီးဟာစောင်းမြင့်မှောက်သွားနိုင်တယ်ပညာရှိကြီးတယောက်ရဲ့စကားကိုနှလုံးသွင်းရင်ဖြေသိမ့်ရတယ်ဆန္ဒအတိုင်းသာဖြစ်ကြည်ဆိုရင် ကျမသည်ကြီးလက်ဆရာမလေးမဖြစ်ပဲလင်းရင်မဲတယောက်ဖြစ်နေရမည်ပေါ့ ။ဘာပဲဖြစ်ဖြစ်အတရေးစဲကြောင့်သူတို့ကလေးတွေနဲ့ဆုံကြရတာကိုပဲကျမဝမ်းသာရတယ်။ကဲကဲပထဝီစာအုပ်ထုတ်ကြ။ဒီနေ့ရန်ကုန်မြို့အကြောင်းသင်မယ်။အနောက်တောင်မုတ်တုံလေးဝင်းနေချင်းမို့လေးနဲ့တူ မိုးရောပါလာသည်။ကံပဲ့ဘူဒာညောင်မင်းကြီးအောက်တွင်အဖြူအစိမ့်ဝယ်ဆီယာမာလေးများနဲ့အတူဒူးဝေက ကျမမိုးဝင်ခိုးလိုက်သည်။စဘာပင်ကလေးများကတော့မိုးရွာ၍ပျော်နေပုံရသည်။လေးနဲ့တူစော်ကစားလိုက် မူးရဲ့လက်သီးကို ပုံးကွယ်ရှိုးလိုက်နေခလန်းလမ်းမဘောစကိုင်းမင်းလေးမြာကအိတ်တန်းဝင်နေပြီဒီနေ့ယထာကြီးမူးချုပ်တော်မူထင်သည် မန္တလေးသို့ရောက်လျင်တဆင့်စပိန်စီးကပြန်ရအောင်မှာမို့အလိုလိုအင်အားရော့ကြခြင်းလာသည်ယထာကြီးလာပြီဒေါ်မူမူကတကယ်ပင်လိုက်လဲစွာဝမ်းသာသွားသည့်အတန်းဖြင့်ပေါ်သည်ယထာကြီးပေါ်ဇွတ်တိုးတန်ရင်းနေရရှာသည်မတရားဝင်ရင်တုံးမှပါလာသော ယထာလံဘေးမှရွာသူရွာသားတွေပြည့်ကြက်လို့ထိုင်းစရာတောင်မရှိတော့ဘူး။ကျမတို့မတ်တက်ရက်လိုက်ရုံပေါ့။ဆီယာမဒီမှာထိုင်ပါလား။လူတို့ဘေးတွင်ကက်လျက်ထိုင်းရင် ယထာပဒင်းမှမိုးစံများကို ကြည်ကစိတ်ပူနေမိသည်။ကျမမှာထီးပါမလား။ဘယ်တက်နိုင်မှမလဲမိုးဆူခံရုံပေါ့လေ။လွန်းတောင်ဘူဒါရောက်တော့ယထာကြီးရက်သွားသည်။ခါတိုင်းလိုမဟုတ်ပဲအချိန်ပိုကြနေသည်။ယထာဆက်ကောင်းပြက်လို့တဲ့။ကျမယင်ထဲမှာထိတ်သွားသည် လက်ကနိုင်ကြည့်လိုက်တော့ညနေ6နာရီထိုးလူကြီးသခင်မတောင်းသည်ရွှေမိုးညူညူဤတိမ်လွှာများနေထိဆန်နေသည်ကလေးကမိုးနဲ့အတူအမှန်ကိုပါသေဆောင်သွားတော်သည်မန္တလေးကဇက်ကောင်းဆွဲလာမှပဲသွားပြီမန္တလေးကဇက်ကောင်းဆွဲလာဖို့ဆိုရင်တနာရီကျော်လောက်ဆောင်ရအောင်မယ်ညနာကလေးတွေဇီးရလောက်နဲ့ကျမတို့ဆရာတွေဆရာမတွေယထာဇက်ကောင်းကိုပဲစောင့်စည်းကြမလားဒါမှမဟုတ်ရွာတွေကိုပဲပြန်အိတ်ကြမလားခေါင်းချင်းရရွေး တိုင်းမင်းကြသည်ယခုခါဆိုတောင်ပြုံးဘက်ကကားတွေလည်းမရှိနိုင်တော့ကျမတို့အဖွဲ့ကလည်းပြန်ဖို့ဆုံးဖြတ်ချက်ချလိုက်သည်ဒေါ်တန်းအေးဒေါ်သိန်းတင်ဒေါ်မြမြဝိုင်းဒေါ်မူမူနှင့်ကျမ၅ယောက်ဆိုရင်ကြောက်စရာမလိုဘူးဟုထွက်ဆကရွာဘတ်သို့ပြန်လှည့်ခဲ့ကြသည်ယထာတန်လန်းအတိုင်းအဓိကစကားပြောပြောလျှောက်လာရင်မိုးဆုပ်ဆုပ်ချုပ်လာသည်မိုးကဆဲလိုက်သဲလိုက်နှင့်တဲ့ပင်အုတ်ကြီးတွေစီမှာတရှဲရှဲဟော်တန်များ ကျမတို့ကိုခြောက်လန့်ထားလီ ခလန်းလန်းမှမြင်နေရသောသင်းញိုင်းမြေကိုမရေတရေမျက်စောင်းထိုးရင်ကြက်သိန်းတစ်ဖြန်းဖြန်းထလာသည် အခုချိန်မှာမသူတော်တွေများနဲ့တွေ့ရင်ကျမနှလုံးတွေတုံရင်လာတယ်ကျမတို့ငားရောင်မတိုင်မင်ပဲတယောက်လက်ကိုတယောက်ဆွဲဆုပ်လိုက်မိတယ်ဒိန်းအော်ဒါနဲ့စကားမဆက်အခုလိုကျွန်တော်ဖတ်ပြတဲ့စာလေးတွေကိုဂျိုင်းနဲ့သက်သဘောကျတယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ channel လေးကို like subscribe လေးလုပ်သွားပေးခဲ့ကြပါအောင်နော်နောက်ပြီးတော့ ကြံပြုတ်ခြင်းနာများရှိရင်လဲအောက်ကကိုမှန်လေးထဲမှာဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်ကဲကဲကျွန်တော်နဲ့အတူတူစာလေးတွေဆက်ဖတ်ကြအောင်ဆိုအဲ့ဒီတုန်းမှာသွေးပြက်လူမခန်းမိုးချိန်တန်ကြီးနဲ့အတူကျမတို့ဝတ်စုံလေးပေါ်တို့မိုးသီးမိုးပေါက်တွေသွန်းကြလာတယ်ရင်ထန်ရက်ဆက်တဲ့ဟော်ဒီမိုးဇက်တွေအောက်မှာငါတို့ဆီယာမ၄၅ရောက်အမောင်တဲရောက်နေတာဘသူမှသိမှာမဟုတ်ဘူးကျမအတွင်းနေကျမငိုချလိုက်ပါသည်လေမိုးတွေပြင်းထန်လွန်းလာသည်ကိုကျမတို့၅ရောက် လပံမင်းကြီးအောင်မိုးဝင်ခိုးလိုက်ပါသည်ဘဝင်းညင်တစ်ခုလုံးကြောက်စရာတွေအပြည့်ဖုံးလို့တတ်သမျှမှတ်သမျှတရားစာတွေကိုယွရင်ချမ်းတုံလာသည်ယထာပေါ်မှာပဲစက်ကောင်းဆောင်ရင်ဒီလိုဖြစ်မှာမဟုတ်ဘူးဆိုပြီးနောင်တရခြင်းဖြစ်လာသည်ခဏနေတော့ယွာဘက်ကမိကွယ်ရောင်ကလေးများစီတို့တအားအတကုံးပြေးဝင်ခဲ့ကြသည်ယွာမနှွေးထွေမှုဖြင့်ကြိုးစိုးပင်မဲ့ကျမတို့ဤနှလုံးသွေးတွေကအေးစားကုန်လေပြီစိတ်ပူလိုက်ရတာသမီးရဲ့ မိမေကစီးပြော်တော့ကျမငိုချင်လာပြန်သည်လက်ဆွဲချင်းကိုစပွဲပေါ်တင်ရင်ယထာကောင်းတွဲပြက်လို့မိမေရဲ့သမီးတို့လီမနေ့တုန်းကဖြစ်ချောင်းကုံစင်းကိုအမိအားဝမ်းပန်းတနေပြောပြလိုက်သည်ညီဖေဆိုတညာလုံးမအိပ်ဘူးတကားပေါက်ကချက်ခနဲဆိုရင် သမီးလားသမီးလားနဲ့ဂရင်မောင်ငုတ်တုတ်ထိုင်နေသောဗန်းနာယောဂါသည်ဖြစ်ဖြစ်ရင်ဝင်နေသူပြင်းဝင်ကငိုချလိုက်ပါသည်အလုထွက်လိုက်ပါသမီးရဲ့ပင်မန်းလာတယ် တခြားတစ်ခုပြန်လျှောက်နော်ကျမအပေါ်ထားသောဖေဖေမေမေတို့ရဲ့မြတ်တာစေတနာနှင့်ကျမကကျမအလုပ်ပေါ်ထားမိသောမြတ်တာစေတနာတို့ထပ်တူညီနေပြီးကျမအလုပ်မထွက်နိုင်ပါပြီးတော့တခြားအလုပ်မရခင်ဆက်ကြားမှာဖေဖေတို့ကိုကျမလာစားငွေလေးမပေးနိုင်ပါဆိုရင်ဒီရွာကိုမေမေပထမဆုံးလိုက်လာရပုံကိုဖြက်ခနဲသတိရလိုက်မိသည်ကလေးတက်တိုက်ကကျမကိုဘူရာတို့လိုက်ပို့စဉ်အပြန်လန်းဖြစ်သည် အဲ့ဒီတုန်းကစဘာပင်နေရွှေရောင်ဝင်းပြီးတပင်မောတပင်လဲထက်ဤကြနေပြီ အသီးတွေရင့်လို့ရိတ်သိမ်းချိန်ရောက်လို့ပြီရွာကုန်မေမေလိုက်လာပြီးတိုင်းသည်ကျမចောင်းတက်ရပုံများကိုမြင်ပြီးမေမေတော်တော်စိတ်မကောင်းဖြစ်သွားသည်အလုတ်ထွက်လိုက်ပါသမီးရဲ့ဒီတုန်းကလေးကကျမရင်မှာခိုင်မာသောဆုံးဖြတ်ချက်ရှင်နေပြီးဘလောက်ပဲစိတ်ပြတ်စရာကောင်းကောင်းသူတို့ဤစေတနာဖြူလေးတွေကိုထိတွေ့ခံစား၍နေရသည် အပြန်အပြန်ကျမလက်ဆွဲခြင်းနဲ့မှကြက်ဦးနွားလိုမြင်းခွာရွယ်လဲကစုံရွယ်ကလေးများပါလာတက်သလိုဖျားပွဲចောင်းပွဲရှိလျင်မုတ်စီကြောတွေမုတ်ဖတ်ထုတ်တွေလက်ဆွဲခြင်းနောက်မဆန့်ရှိနေတတ်သည်ရှင်နေဘွက်တွေကြားကစဘာပွင့်ရန်န်ကလေးများရှင်းသင်သောလေးနှစ်လွတ်လပ်သောသဘာဝရှုခင်းလေးများကို ကျမစွဲမှန်နေတတ်ပြီစဘာရိတ်သိမ်းညတာတလင်းထဲမှာနှမ်းတွေကိုင်နေကြတာယူသားစွာဆင်းရဲကြသောဂျေးလက်လူဒန်းသားများကို ကျမလေးစားနေတတ်ပြီး လေကွင်းတွေကိုဖြတ်ရိုးပြတ်တွေကိုကြောင်းရှုံးပွက်တွေကိုတစည်းစည်းနေနှင်းခင်းကြတိုးဝေရင်ဖြင့်ရွာအเจ้าကလေးစီကျမတို့စာတင်ခဲ့ကြရပါသည်အလုတ်လုတ်ရတာပြောသလားမေးလျင်ပြောပါတယ်ဟုကျမအဖြေပေးမိသည်ဆီယာမမန္တလေးကိုမပြောင်းပါနဲ့သို့သည့်တန်ရောစဉ်စကားများကိုဥပိ္ပခါပြုရင်အပြောင်းရွှေလျှောက်လွားကိုကျမတင်ခဲ့သည်ဒီနေ့အိုးဘူဘူဒါကိုကျမရောက်သွားတော့ယထာကြီးကစိုက်နေပြီ စပိန်မော်ကအမြတ်ဆင့်လက်ဆွဲခြင်းကိုဖြုတ်ယထာကြီးစီအပြေးတစ်ပိုင်းလှမ်းလိုက်သည်ဟာစပိန်တော်မခတ်ရသေးဘူးကမန်းကရန်ပြန်အလှဲ့မှာဘူရန်အစုံးမှာအုတ်ခုံကိုခလုတ်တိုက်လဲသည်ဟာဆီယာမရရဲ့လားဘူရာယုံပိုင်ကြီးကကျမလက်ဆွဲခြင်းကိုကူးကောက်ပေးသည်ကျမလည်းစကားမပြောနိုင်မဲတော့ကိုအမြန်ပြေးခတ်ပြီးယုံပိုင်ကြီးလက်ထဲဆွဲခြင်းကိုယူကားကုန်းကမူလေးပေါ်ပြေးတက်လိုက်သည် စာတွင်ရွေရှားစေယထာကြီးကိုရောင်ရမ်းလက်ပြလိုက်သည်။ဂျောင်းဝတ်ဆုံးနှင့်အိန္ဒြေမယပြင်းနေရခြင်းကိုမရှက်နိုင်အားပါ။ယထာပရင်းဝါမှာကျမအဖော်ကလေးတွေကစိုးရိမ်တကြီးခေါင်းပြူကြည့်ကြသည်။မထူးဒီကိုလက်ဆွဲခြင်းပေးလိုက်။ဟိုပေါက်ကတက်ယထာတက်ခုံကိုခြေကန်၍တကားတန်ခိုင်းကိုဆွဲကာတက်လိုက်သည်။ယထာကြီးပေါ်ဇုံရက်လိုက်မိမှကျမမှာအသက်ကိုကောင်းကောင်းရှူရသည်။တော်ပါသေးရဲ့ဟဲ့နင်းပြေးလာတာမြင်လိုက်လို့ ငါတို့တအားအော်ကြတာလွဲဆောင်ကြီးကအလံပြထားပေးတယ်ကဲကဲအမောဖြေအောင်ညော့ညော့ရေးသူတို့အားဘာမှပြန်မပြောနိုင်မဲနောက်ခုံကိုမီးရင်အမောဖြေနေရသည်နင်းနောက်တစ်ခေါက်မှမှီတော့မယ်ထင်တာမနေ့တုန်းကငါလေးယထားမမီလို့ចောင်းဝတ်ဆောင်ကြီးနဲ့ဘူဒါထဲမှာ၃နာရီလောက်အချိန်ကုန်ရတာလိပ်ပြာကုန်မတန့်ဘူးကျမအီလက်မှာနာရီလေးက၆နာရီပင်ရှိသေးသည်နောက်တစ်ခါဆိုလျင်၁၀နာရီကျော်မှ ဒီနှစ်နင်းအပြောင်းရွှေ့လျှောက်လွားတင်သေးလားအေးတင်တာပေါ့ငါတော့နောက်နှစ်မပြောင်းရသေးရင်ရွာမှာသွားနေဖို့စိတ်ကူးတယ်နင်းရောဖေဖေကကျဲမရေးသေးမကောင်းတော့ညညငါရှိမှဖြစ်တာဟာဟာအေးပေါ့ဟဲဟင်နင်းချစ်တော့မှသွေးတွေပါလားဒေါ်မူမူကအလန့်တကြားဩသည်ကျမခြေမမှသွေးများဖြာစည်းနေသည်ဟဲဟုတ်ပါရဲ့ကြာစမ်းပြောပြောဆိုဆိုနဲ့ဒေါ်ကျင်ဝင်းကကျမခြေတော့ကိုဆွဲကြည့်သည် နားချက်တော့ကိုမထီနဲ့ဘာဖြစ်လို့လဲအထီမခံနိုင်ဘူးနားတယ်ကျမကိုကြည်နေကြတော့အဖော်များဤမျက်ဝန်းအစုံတို့တွင် မျက်ရည်များတီဝေလျက်ငါတို့လဲနင်းလိုပါပဲဟဲ့ယထာကြီးသည်အိုးဘုံမှကပိုင်းတောင်မြုံလွန်းတောင်ကံဘက်ဝရင်တုံမရယာစီတို့တရွေ့ရွေ့ခုံမောင်းနေစေညနေမှာတော့မရယာမှမန္တလေးသို့ပြန်လဲခုံမောင်းပြုံမီယထာပရင်ဘဝမှာလေးများတိုးဝင်လာသည် ကျမဤစံနွယ်လေးများမှာလင်းနှစ်အတူလွင့်မျောနေပါသည်ခုလိုအဆုံးထိနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာနောက်ထပ်လည်းစိတ်ဝင်စားဖွယ်ရာကောင်းတဲ့အောင်များစွာကိုဖတ်ရှုပေးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကိုကြိုက်နှစ်သက်သဘောကျတယ်ဆိုလို့ရှိရင် like subscribe လေးနဲ့အားပေးခဲ့လို့ရပါတယ်ခင်ဗျာကျွန်တော်ဖတ်သမျှစာအုပ်လေးတွေကိုလည်းနားဆင်နိုင်အောင်လို့ဘေးနားက notification လေးကိုလည်းနှိပ်ခဲ့ကြဖို့မမေ့ပါနဲ့ခင်ဗျာ